ကုသိုလ်အားလုံးမင်္ဂလာပါကျွန်တော်ခဲရပါဒီနေ့မှာတော့ကျွန်တော်ကမစ္စာဘီယင်းဖြစ်နေတာတောင်မှအားလုံးရဲ့ဆွမ်းပြခြင်းကိုခံစားရတဲ့ခါကြရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ကြရအောင်မဖီယာရီရဲ့အင်ဖြစ်တဲ့ဆလတ်စတီရဲ့မြို့ရဟာဆိုရင်တရှင်ကမေးတွက်နိုင်တဲ့နေစာအဆရှက်တွေရဲ့ချီရှိဆန်ရှောက်မှုအောက်ကလူစီကားရမျိုးလေးတစ်မျိုးဖြစ်ခဲ့ပါတယ် မြို့ကိုကျူးကျော်ဖို့ကြိုးစားတဲ့ဘဲနာစုတ်ကုန်မှုဆိုသူတို့ရဲ့ပြန်ပကင်းနဲ့ပြန်တမ်းမှုတွေနဲ့လက်လံဖန်ဆီးပြီးတော့လင်းလက်တောက်ပနေတဲ့တည့်စည်းချဖို့တူနေရကြအောင်ခံကြရပါတယ်။ဒီနေ့ဆက်တီတွေလက်လံလံခံရတဲ့ဘဲနာစုတ်ကမှလွမြရှင်မရှိခဲ့ပါဘူး။ဒါကြောင့်ပဲထာဝရညီညာရေးဟာဆလစတီရဲ့မြို့တော်မှာတည်မြဲနေဆဲဖြစ်ပါတယ်။သူရဲ့ခေါင်းဆောင်ဖြစ်တဲ့အခါကျဟာပစ္စည်းတွေကိုစင်ကြယ်တဲ့စွမ်းအင်အဖြစ်ပြောင်းလဲပြီးတော့ဒုတိယထင်ချုံနိုင်စွမ်းရှိပါတယ်။ ပြီးတော့သူဟာမြို့တော်ကောက်ွယ်ဆန့်ရှောက်ရတဲ့ခေါင်းဆောင်တယောက်ဖြစ်တာနဲ့အညီသူနဲ့ထိတ်တဲရင်ဆိုင်ရတဲ့ဘယ်နဲ့ဆိုးကိုမဆိုးကြီးမားတဲ့အဖြစ်ကြောင့်ပေးလို့ရှိပါတယ်။လွန်ခဲ့တဲ့ကဘာပေါင်းများစွာအချိန်ကာလတွေတုန်းကဒီဆလစ်စတီရဲ့မြို့တော်အုပ်ချုပ်တဲ့သူဟာမြေစာစစ်တီတွေကိုဖန်တီးပြစအချိန်တုန်းကမြို့တော်ဟာတဖြည်းဖြည်းတက်ရှိချင်းစီကိုဥတည်ခဲ့ပါတယ်။ Uranus နိုဆာလာတဲ့အချိန်မှာ Celestia မြို့ရဲ့အုပ်ချုပ်သူဟာမြေစာစစ်တီတွေကိုအမိန့်တူချမှတ်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့မြို့တော်တွေကနတ်ဆိုးတွေမှန်နေများအောင်မောင်းထုတ်ပြီးမင်းရဲ့ celestial မြို့တော်ကိုပြန်လည်တိစောက်ဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲခါကြရဲ့အချုပ်မှုအောင်မှာ celestial မြို့တော်ဟာမင်းရဲ့မြို့တော်တစ်ခုဖြစ်တည်လာပါတော့တယ်။ What ပြီးသွားပြီလားလို့တွေးနေသူတွေကတော့ဟုတ်ပါတယ်ခါကြရဲ့ story ကတော့ဒီမှာပဲပြည့်စုံသွားခဲ့ပါပြီ။အမဆက်ပြီးရကျွန်တော်ကခါကြနဲ့ပတ်သက်တဲ့အကြောင်းအရာငယ်ငယ်ကိုပြပြပေးသားမှာဖြစ်တဲ့အတွက်ဆက်လက်ကြရအောင်ဗျ။ခါကြဆိုရင် Mobile Legends ထဲမှာ98 ဧပြီလ25ရက်နေ့တော့စပြီးတော့ release လုပ်ခဲ့တဲ့ hero တကောင်ဖြစ်ပါတယ်။ပြီးတော့သူက suppress skill ရှိတဲ့ဒုတိယမြောက် hero တကောင်ပဲဖြစ်ပါတယ်။ Suppress Gage ဆိုတာတော့ Immune Spare ရီ Immune Skill ရီနဲ့ Purify နဲ့ join တာမှမလွတ်တဲ့ stand ကြီးသားတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ one ဆောင်နေပဲဒီလို stand ကြီးကြီးတွေရဟတာမှခါကြဟာ period အနည်းဆုံးဖြစ်နေပြီးတော့ brother တို့လိုမျိုးသူမတွေမဟုတ်ပဲအားလုံးရဲ့အမေရောဂါဖြစ်နေပါတယ်။ ဒါပေမဲ့အခု update patch မှာ hero တော်တော်များကို buff လိုက်ပြီးတော့အဲ့ buff တွေအထက်မှာခါကြလဲပါလာဖြစ်တဲ့အတွက်ခါကြရဲ့ period ဟာပြန်ပြီးကျလာမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အရာတစ်ခုပဲဖြစ်ပါတယ် update patch မှာဘာတွေပြောင်းလဲသွားလဲဆိုတာကိုလိုတိုရှင်းသိရင်လည်းဆိုရင်တော့ဒီ video ရဲ့ description မှာ10မိနစ်ရှင်းတဲ့ update patch note တစ်ခုလုံးဖတ်ပြပေးထားတဲ့ video ရှိပါတယ်။တွားရောက်ပြီးကြည့်ရှုနိုင်ပါတယ်ဗျ။ Okay ဆိုတော့ဒီနေ့ video လေးကဒီလောက်ပါပဲ။ကြည့်ရှုပြီးခဲ့တဲ့အတွက်ဒုတိယရှင်းစရာကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်တွေ့ကြပါမယ်။ Adios